မေရိကန်အစိုးရလုပ်ငန်းတွေရဆိုင်ထားခြင်းကြလာတာနဲ့လေကြောင်းဘေးအန္တရာယ်ဆွေးမှုတွေကြောင့်အဓိကလေဆိပ်ကြီး40မှာလေရင်ခီးစဉ်400ခန့်လုံးကိုဖျက်သိမ်းမှုအာဏာပိုင်တွေအသေးအတန်လှုံ့ဆော်ခဲ့ကြပါတယ်။နောက်ကြနေ့မှာစတင်ခဲ့တဲ့အမေရိကန်လေကြောင်းလိုင်းတွေရဲ့လေရင်ခီးစဉ်ရှော့ချမှုတွေဟာထရမ့်ဆိုရဖွဲ့ကချမှတ်ခဲ့တဲ့ဆိုရရက်ဆိုင်ကာလအတွင်းလာစားမရပဲအလုပ်လုပ်နေရတဲ့လေကြောင်းထိန်းသိမ်းရေးဝန်ထမ်းတွေပြက်လက်လာတာကြောင့်ဖြစ်ပွားရတာပါ။ ပြီးခဲ့တဲ့တောက်ကြနေဟာအမေရိကန်အစိုးရရက်ဆိုင်ထားမှု38ရက်မြောက်နေ့လည်းဖြစ်ပါတယ်။နေချောင်းထိမ့်သိမ်းရေးဝန်ထမ်းတွေရဲ့20ကနေ40ရာခိုင်နှုန်းအထိဟာနေ့စဉ်အလုပ်မဆင်ကြဘူးလို့ဒီဘက်ဆော်ပိုင်းမှာပဲ FAA ကပြောပါတယ်။တောက်ကြနေအမေရိကန်အရှေ့ပိုင်းစံတော်ချိန်မနက်6နာရီမှာစတင်ခဲ့တဲ့ဒီရင်ခီးစဉ်ရှော့ချမှုစီစဉ်မှာကြီးဆုံးအမေရိကန်လေချောင်းလိုက်လေးခုဖြစ်တဲ့ American Data Southwest လေချောင်းလိုက်နဲ့ United တို့ရဲ့လေယာဉ်ခီးစဉ်900လောက်ပါဝင်ပါတယ်။ did. I woke up this morning not knowing whether or not ဒီမနေ့ကျွန်တော်အိယာနိုးလာတော့ကယ်လီဖိုးနီးယားကိုကျွန်တော်လေရင်စီးလို့ရမလားမရဘူးလားဆိုတာမသိခဲ့ပါဘူးလို့ခီးတယ်တူကပြောပါတယ်။တောက်ကြနေမှာအမေရိကန်လေချောင်းလိုင်းကခီးတယ်အပေါင်း2000ရဲ့ခီးစဉ်တွေဖျက်သိမ်းခဲ့ရတယ်လို့ပြောပါတယ်။ဒီခီးစဉ်ရှော့ချမှုတွေဟာနိုင်ငံတကာလေရင်ခီးစဉ်တွေနဲ့တော့မသက်ဆိုင်ပါဘူး။ အမေရိကန် US လေကြောင်းလိုင်းတွေရဲ့ share တွေမှာ PR တွေဆက်ဖြစ်နေနိုင်တယ်လို့ရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်သူ Michael Lambert ကပြောပါတယ်။ Obviously now as we come into the Thanksgiving ရှင်းပါတယ်အခုကျွန်တော်တို့ဂျေဇုတော်နေ့ယုံအားလဲရဲ့ရာသီကိုရောက်ရှိလာပြီဆိုတော့တနစ်တာရဲ့အလုံးရှုပ်ဆုံး၄ရက်၅ရက်အတွင်းလင်းခီးစင်နှောင့်နှေးမှုတွေမြင်တွေ့ရမယ်ဆိုရင်ဒီ company တွေအတွက်အဆင်မပြေနိုင်ပါဘူး။ကျွန်တော်တို့အစကထင်ထားတာထက်ပိုရှည်ကြတဲ့အခြေအနေတခုဖြစ်လာနိုင်လို့ကျွန်တော်စိုးရိမ်ပါတယ်လို့ Michael Lambert ကပြောပါတယ်။ အမေရိကန်ဆိုရရဆိုင်ထားမှုကဆက်ဖြစ်နေအောင်မယ်ဆိုရင် အင်္ဂါနေ့မှာလေရင်ခီးစင်တွေရဲ့600ရာခိုင်နှုန်းနိုဝင်ဘာလ14ရက်မှာတော့30ရာခိုင်နှုန်းထိရှော့ချသွားဖို့ရှိပါတယ်ရှင်